အလုံးမဲမင်္ဂလာပါခစ်တိမန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါရမရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ TNL စုခွာမဲ့မိုးကုံမြို့ကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ဤတရင်တပ်ဖွဲ့များအလုံးကပူးပေါင်းကာကွယ်မိဟုကြေညာချက်များစတိုက်ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် TNL စုခွာမဲ့မိုးကုံမြို့ကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ဤတရင်တပ်ဖွဲ့များအလုံးက ူးပေါင်းကောက်ခွဲမည်ဟုကြေညာကြများဇက်တိုက်ထုတ်ပြန်လျက်ရှိပါသည်။မန္တလေးတိုင်းမိုးကုန်းမြို့ကို TNL တပ်ဖွဲ့ကစစ်ကောင်စီထံသို့ပြန်လည်ပေးအပ်သည့်အချိန်မိုးကုန်းမြို့ကိုစစ်ကောင်စီလက်အောက်မချရောက်စေရန်အစွမ်းကုန်ကောက်ခွဲသွားမည်ဖြစ်ကြောင်းတော်လိုင်းရေးသတင်းရှင်းပြများနှင့်မိုးကုန်းအခြေစိုက်ပြည်သူ့ကောက်ခွဲရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့၏အဆိုအရသိရပါသည်။ လက်ရှိမိုးကုတ်မြို့တွင်ဖြစ်ပေါ်နေသောအခြေအနေအရမိတို့ပင်အခက်အခဲဖြင့်ကြုံတွေ့စေကမူမိုးကုတ်မြို့နယ်ပကဖာနေဖြင့်မြို့နယ်အတွင်း၌အခြေပြုထားသည့်တရင်တပ်ဖွဲ့များ၊မြေကိုတရင်တပ်ဖွဲ့များ၊ဒေါ်လန်ရေးတပ်ဖွဲ့များပြည်သူများနှင့်အလက်တွဲ၍မိုးကုတ်မြို့ကိုစစ်ကော်မရှင်လက်အောက်မချရောက်စေရန်ကာကွယ်သွားမည်ဖြစ်ကြောင်းမိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖာကသတိပေးထားပါသည်။ဒေါ်လန်ပြည်သူအလုံးကိုဒီနေရာကနေပြောပြချင်တာကတော့နိုင်ငံရေးဖိအားကြောင့် ဆုတ်ခွာပေးလိုက်ရတဲ့ TNL အပေါ်မှာစိတ်ဆိုးဒေါသထွက်တာခံပြင်းကြတာအပြည့်မြင်ကြတာတွေလည်းရှိနေပါတယ်။ထို့ပေမဲ့မိုးကုတ်မြေမှာဖြစ်သောတော်လိုင်းရေးရပေါ်တွေအများကြီးရှိနေတယ်လို့စီလုံးညညအားနဲ့စစ်ကော်မရှင်ကိုပြန်လည်ခုခံတွန်းလှန်ကြဖို့လည်းရှိနေတဲ့အတွက်အတူတကွလက်တွဲပြီးစစ်ကော်မရှင်ကိုတံပြန်ခုခံသွားပါမယ်လို့ပြောကြင်ပါတယ်ဟုမိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ မိုးကုတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မိုးကုတ်ပကဖသည်ဒေါ်လန်ရဲ့ခီကြံကြီးအားပြည်သူလူထု၏ကူညီထောက်ပံ့မှုဖြင့်ရပ်တည်လာခဲ့သောအဖွဲ့အစည်းဖြစ်ပြီးလက်ရှိအချိန်ထိပြည်သူလူထု၏ထောက်ပံ့မှုဖြင့်ဆက်လက်ရပ်တည်နေရသောအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းဒေါ်လန်ရဲ့အပေါ်တွင်အစဉ်တစိုက်အာသွန်ခွန်ဆိုင်ဖြင့်စူးစမ်းခဲ့ကြသလိုအောင်မြင်မှုများကိုလည်းမဟာမိတ်တပ်ဖွဲ့များညီအကိုတပ်ဖွဲ့များနှင့်အတူအောင်ပွဲများဆင်နိုင်ခဲ့သည်ဟုဆိုပါသည် ပြည်သူ့ကာကွယ်ရေးအဖွဲ့မိုးကုံမြို့နယ်မိုးကုတ်ပကဖအနေဖြင့်တော်လန်ရေးအစမှသည်ပြီးဆုံးသည့်အထိတိုက်ပွဲဝင်သွားရန်ဆုံးဖြတ်ထားသည်နှင့်အညီတော်လန်ရေးအောင်မြင်မှုပန်းနိုင်စီတို့ဦးလယ်မတုံခြိတက်သွားမည်ဖြစ်ကြောင်းမိုးကုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မိုးကုတ်ပကဖကကြေညာပါသည်ရှိခုအချိန်တွင်အကြံဖက်စစ်တပ်အားတော်လန်ရေးအင်အားစုများအချင်းချင်းပုံမုံညီညွတ်စွာတိုက်ပွဲဝင်ရမည်အချိန်ဖြစ်ပြီးပြည်သူလူထုအားတိုင်တဲကျိန်ဆိုသောတော်လန်ရေးတစ်ဆာအားဂရုတည်နိုင်ရန်စူးစမ်းတိုက်ပွဲဝင်သွားရမည်ဖြစ်ကြောင်း ရင်းချံဖလက်တိုက်က MVT တက်ဖွဲ့ကောင်းဆောင်ဘူးမိုက်ခဲကသတင်းဌာနကိုပြောကြားပါတယ်။တော်လိုင်းရင်အားစုများကစုံမထိန်ချုပ်ထားသောနေမည်များအားအကြမ်းဖက်စစ်တပ်လက်အောက်ပြန်မြောက်စီရန်တနိုင်ငံလုံးစစ်ကြုံဘဝမှအကျွင်းမဲ့လွတ်မြောက်ရန်နှင့်ပြည်သူလူထုလိုလားတောင်းတသော Federal Democracy စနစ်ပေါ်ပေါက်တည်အထိဆုံးခန်းတိုင်တိုက်ပွဲဝင်သွားမည်ဟုခရီးသစ္စာပြုပါကြောင်းအသိပေးထားပါတယ်။ပြည်သူ့ကောက်ွယ်ရေးတပ်မတော် TRI ဘူဟာအနေဖြင့်မိဖတ်တော်လိုင်းရင်အားစုများနှင့်တွေ့ဖက်၍မိမိတို့မျိုးဖွားအခြေတရားဒေသများကိုကောက်ွယ်ပြီး မိမိတို့ရည်မှန်ချက်ဖြစ်သည့် Federal Democracy စနစ်စီတို့အခက်အခဲများစွာကြောင့်ဆက်လက်ချိတက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါသည်။မြေဥတော်လည်ရခီစတင်ခဲ့သည့်အချိန်မှစပြီးကန္နအတီတီမှအတူတကွလက်တွဲတိုက်ပွဲဝင်ခဲ့ကြပြီးမူကုမြို့ပါဝင်လွတ်မြောက်နေမည်များစွာကိုစုံမုံနိုင်သည့်အထိတော်လည်ခီကိုအောင်မြင်မှုများစွာဖြင့်ရှောက်လန်းနိုင်ခဲ့ကြောင်းပြည်ဦးလူမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်းထုတ်ပြန်ထားပါသည်။ အကြမ်းဖက်စစ်တဲ့ရုံမှရက်စက်မှုမျိုးစုံ၊ကောက်ကျစ်ဆင်းလဲမှုမျိုးစုံနဲ့တိုက်ခိုက်ချိန်မုံနေတော့လေတော်လန်ရေးရဲဘော်များအနေဖြင့်ထွန်းဆုတ်ကြောက်ရွံ့ခြင်းအလင်းမရှိဘဲဆက်လက်တော်လန်မည်ဖြစ်ကြောင်းအသိပေးထားပါတယ်။တော်လန်ရေးခရီးတခြားမိသို့ပင်ခက်ခဲသည့်အချိုးကွေများဖြင့်ကြုံရသည့်ဖြစ်စေ၊ရှီမန်းချက်ဖြစ်သည့် Federal Democracy စနစ်သို့မမိတ်မတုံမဆုတ်တန်ဆက်လက်ချီတက်သွားမည်ဖြစ်ပြီးတော်လန်ရေးအောင်မြင်သည့်အသည့်မဟာမိတ်များနှင့်ဆက်လက်ချီတက်တိုက်ပွဲဝင်သွားပါမည်ဖြစ်ကြောင်းပြည်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကကတိသစ္စာပြုထားပါတယ်။ ဆလပီစစ်တပ်၏ဝါဒဖြန့်ခေတ်သမိုင်းကိုဒုံစားမိသူများဆလတ်နှင့်သရုပ်ဆောင်များကိုဝေဖန်လျင် ပြင်းပြင်းထန်ထန်အရေးယူမိဟုဇော်မင်းထွန်းချိန်ချပြီးအမှုပညာရှင်၃ဦးကိုဖမ်းဆီးသရုပ်ဆောင်အမိခံနေတိုမြင့်မြတ်နေဝင်အေဂျင့်မောင်ချူလီမေမြင့်မုံအောင်ခိုင်နှက်ပြောကျော်အောင်တိုနိုင်လင်းသွက်လက်အပါဝင်စစ်တပ်ထောက်ခံသူများကိုပြင်းပြင်းထန်ထန်တပိတ်မောက်ကြရန်စမ်းချောင်းတပိတ်စစ်ချောင်းကနှိုးဆော်ရေးဆွဲတဲ့တဲ့ရင်ကိုထင်ဆက်ပြီးတော့မှာဖြစ်ပါတယ် အကြံဖတ်စစ်တိတ်လိန်လေဝါရဖြန့်ဆက်ကားဖြစ်သောခေတ္တမိုင်းကိုဒုံဆိုင်မိသူများဇလန်နှင့်သရုပ်ဆောင်များကိုဝေဘာလျင်ပြင်းပြင်းထန်ထန်အရေးယူမည်ဟုအကြံဖတ်စောမင်းထွန်းကရမန်နေ့တွင်ထုတ်ပေါ်ပြောဆိုချိန်ချလိုက်ပါရယ်ခေတ္တမိုင်းကိုဒုံဆိုင်မိသူများရွေးကောက်ပွဲအသိပညာပေးဇလန်နှင့်ဇလန်တွင်ပါဝင်သရုပ်ဆောင်သူများကိုလူမှုကွန်ရက်မှတက်ဆင့်ဝေဘန်တီဟုဆိုကဒါရိုက်တာမိုက်တီခတန်ထွန်းစော ဇဘောတယုတ်ဆောင်ကျော်ဝင်းထွတ်ခကျော်မင်းထွတ်နဲ့ဟာတာတယုတ်ဆောင်အုံတိုင်းခစော်မြင့်တို့ကိုအော်တိုဘာ28ရက်နေ့စစ်တပ်ကဖမ်းဆီးပြီးနောက်အစံဖတ်စော်မင်းထွန်းကထိုးထိုးပြောဆိုလာခြင်းဖြစ်ပါတယ်။ဖမ်းဆီးထားသူ၃ဦးကိုပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနောက်ဆက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေဖြင့်ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းအစံဖတ်စစ်တပ်ကထုတ်ပြန်ပြောဆိုပါတယ်။အခြားတစ်ဖက်တွင်လည်း စမ်းချောင်းပင်မတပိတ်စစ်ကြောင်းကအကြံဖက်စေအုပ်စုရဲ့အထုရောင်ရွေးကောက်ပွဲကို၆ခန်းအားပေးပြီးလူတို့ကိုဘွားရမှိုင်းတိုက်ခြင်းလူတို့အရေးတော်ပုံကိုပုံဖြတ်ခြင်းတို့ကိုကျူးလွန်သောအညံ့စားဘွားရဖြတ်အမှုပညာရှင်အမေရိကန်များဖြစ်ကြသောနေတိုးမြင့်မြတ်နေဝင်အေးချမ်းမောင်ချူလီမင်းမြင့်မောင်အောင်ခိုင်းနှစ်ပြောကျော်အောင်တူနိုင်လင်းတွက်လက်စူပါလင်းမင်းညိုအုတ်ကပြန်ကြီးရဲရင်ရောပြောအောင်စင်ဖြိုးတို့ကို Boycott and Social Punishment ပြင်းပြင်းထန်ထန်လူမှုရေးပြစ်ဒဏ်ခတ်ကြရန်တိုက်တွန်းနှိုးဆော်လိုက်ပါတယ် body coach and social punishment လို့ရှင်းဆိုဒီမှာအဆိုပါစစ်တပ်ထောက်ခံသူများဤ social media အကောင့်များတွင် follow လုပ်ထားပါကဖြုတ်ထားရန် like ကွန်မတ်မပေးဘဲအာပီများလုပ်ခြင်း block ခြင်းလုပ်ငန်းများကိုအာမပေးခြင်းကြော်ညာရိုက်နေသောကုန်ပစ္စည်းများကိုမဝယ်ယူမသုံးစွဲခြင်းစာချုပ်ချုပ်သောလုပ်ငန်းများကိုဖဲ့ကျင်ခြင်း၎င်းတို့နှင့်ပတ်သက်သောပတ်ဝန်းကျင်လုပ်ငန်းထုတ်ကွန်အလုံးကိုပြည်သူကလုံးဝလုံးဝအသုံးမပြုဘဲကျင်းပထားခြင်းဖြစ်ကြောင်းထုတ်ပြန်ပါသည်။ အညံစားဝါရဖြန့်အမှုပညာရှင်အမိခံများကအမေရိကန်စစ်ရဆမှုကျူးလွန်နေသောလူထု၏အသက်အိုးအိမ်စီးစိမ်ကိုမိရှို့တပ်ဖြတ်နေသောအကြံဖက်စေုပ်စုဘက်မှစစ်ရဆမှုများထပ်မံကျူးလွန်စေရန်ထောက်ခံပြီးအပိအအမြောက်ပြုလုပ်နေပြီးလူထုနှင့်နိုင်ငံတော်အပေါ်ဖြည့်ရပြုစော်ကားနေခြင်းဖြစ်ကြောင်းစံချောင်းဖေမာတပိတ်စစ်ချောင်းကတိုက်တွန်းနှိုးဆော်ထားပါသည်။ဆလဘီအာဆီယံ၏ဆုံးဖြတ်ချက်ကိုကန့်ကွက်ပြီးဒေါအောင်ဆန်းစုကြည်နှင့်လည်းထွေးခွင့်မပေးနိုင်ဟုစစ်ကော်မရှင်ပြောတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြသွားမှာဖြစ်ပါသည်။ အာဆီယံအစည်းအဝေးဆုံးဖြတ်ချက်ဖြစ်သည့်ဘုံသဘောတူညီချက်၅ချက်နှင့်ပတ်သက်၍တုံ့ပြန်ကာကွယ်ကာ၎င်းတို့မတရားဖန်ဆီးအကျဉ်းချထားသောနိုင်ငံတော်၏အတိုင်းပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နှင့်အာဆီယံအထူးကိုယ်စားလှယ်ကိုတွဲဆောင်ခွင့်မပေးနိုင်ကြောင်းစစ်ကော်မရှင်ကပြောဆိုလာပါသည် မကြသေးမီကမလေးရှားနိုင်ငံတွင်ကျင်းပခဲ့သည့်48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေး၌လက်ရှိအထိသဘောတူညီချက်၅ချက်ကိုလိုက်နာမှုမရှိ၍စစ်ကောင်ဆောင်များအားအစည်းအဝေးများတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်ရန်ဆုံးဖြတ်ခဲ့မှုအပေါ်စစ်ကော်မရှင်ပြောခွင့်ရကထိုသို့တုံ့ပြန်ခဲ့ခြင်းဖြစ်ပါသည်စစ်ကောင်ဆောင်ဦးဆောင်သောစစ်ကော်မရှင်သည်အယက်သားအစိုးရထံမှအရမအနာသိမ်းယူခဲ့မှုကြောင့်အစိုးရအရေးကိုဖြည့်ရှင်းနိုင်ရန်အာဆီယံကဘုံသဘောတူညီချက်၅ချက်ကိုဆုံးဖြတ်ချက်ချမှတ်ခဲ့တော်လဲထိုရာသီအစည်းအဝေးအပြီးထုတ်ပြန်ချက်သာဖြစ်ကြောင်း စစ်ကော်မရှင်ပြောခွင့်ရဖိုချုပ်စော်မင်းထွန်းကပြောပါရယ်ဘုံသဘောတူညီချက်၅ချက်ဆိုတာအာဆီယံထိပ်သီးအစည်းအဝေးကနေအတည်ပြုထုတ်ပြန်ခဲ့တာမဟုတ်ပါဘူးအစည်းအဝေးပြီးမှထွက်ပေါ်လာတဲ့ထုတ်ပြန်ချက်ပဲဖြစ်ပါရယ်ကျွန်တော်တို့အနေနဲ့အမျိုးသားအချိုးစည်းပွားနဲ့အချုပ်အခြားအာဏာကိုမထိခိုက်စေဘဲပူးပေါင်းခဲ့တဲ့ဟုလက်ကောင်ကဆိုပါရယ် ်ထို့သောစစ်ကော်မရှင်သည်မြမအရေးအကျက်တဲကိုဖြည့်ရှင်းနိုင်ရန်အာဆီယံကရှိရွယ်သည့်ဘုံသဘောတူညီချက်၅ချက်အားလိုက်ပါလှုပ်ဆောင်မှုမရှိသဖြင့်အာဆီယံကခေါင်းဆောင်များအပါအဝင်နိုင်ငံရေးအဆင့်ရှိသူများကိုအစီအဝေးများတက်ရောက်ခွင့်ပိတ်ပင်ထားခြင်းဖြစ်ပါသည်စစ်ကော်မရှင်သည်ထိုအရာပါဝင်မူလအခွင့်အရေးများကိုပြန်လည်ရရှိရန်ဤမျိုးစုံကြိုးပမ်းခဲ့ပြီးအာဆီယံအလဲကျဥက္ကဋ္ဌအဖွဲ့ထိပ်သီးအစည်းအဝေးမတိုင်ခင်ဒေဗီဒေါ်လာရောက်စဉ်ကလည်းတောင်းဆိုခဲ့သလိုလက်ရှိရလက်အပေါ်တွင်လည်းထုတ်ပြန်ကန့်ကွက်လာခြင်းဖြစ်ပါသည် အာနာသိမ့်မှုကြောင့်မြမအရေးဖြစ်ရှင်းနိုင်ရန်နှစ်စဉ်နှစ်တိုင်းအာဆီယံအလဲကျဥက္ကဋ္ဌက၎င်း၏အထူးကိုယ်စားလှယ်ကိုဆေလွှတ်ခဲ့ပြီးထိုသူများသည့်ဖန်ဆီးအချင်းချခံနေရသည့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ရရေးတောင်းဆိုမှုများရှိအောင်စစ်ကော်မရှင်မှညှင်းဆိုလျက်ရှိပါသည် လက်ရှိတွင်လည်းစစ်ကော်မရှင်ပြောခွင့်ရဘူချုပ်စောမင်းထွန်းကဒေါ်ဆန်းစုကြည်ကိုရည်ွယ်ညွှန်းဆို၍အာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ်အားရာဇဝတ်မှုကျူးလွန်ကပြစ်ဒဏ်ခံရသည့်အကျဉ်းသားများနှင့်တွေ့ဆုံခွင့်ပေးမည်မဟုတ်သလိုဤသည့်နိုင်ငံကတွေ့ဆုံခွင့်ပေးနေသည်ဟုမေးခွန်းထုတ်ထားပါသည်။ပြီးခဲ့တဲ့48ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင်မြမအရေးနှင့်ပတ်သက်၍ဆုံးဖြတ်ချက်28ချက်ထုတ်ပြန်ခဲ့ပြီးစစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုအပအဝင်အကြံဖတ်လို့ရများကိစ္စမကြာမီပြုလုပ်မည့်ရွှေခောက်ပွဲအားလက်မခံပေ လွတ်လပ်မြတ်၍တည်ငြိမ်မှုရှိကအားလုံးပါဝင်နိုင်စေရည်စသည်လို့ပါဝင်ပါတယ်။ဆက်လက်ပြီးတောင်ကိုရီးယားတွင်အမေရိကန်သမ္မတထရန့်နှင့်တရုတ်သမ္မတရှီကျင်းဖင်တို့တွေ့ဆုံပွဲပြီးဆုံးရှားလက်ကိုမီဒီယာထံထုတ်ဖော်ခြင်းမရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံပူဆန်မြို့တွင်ကျင်းပနေသည့် APEC ထိပ်သီးအစည်းအဝေးနှင့်ဆက်ဆက်အစည်းအဝေးအဖြစ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့်တရုတ်သမ္မတရှီကျင်းဖင်တို့သည်ရှနေ့ကြာသပတေးနေ့အောက်တိုဘာလ30ရက်နေ့တွင်မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ကြကြောင်း CNN သတင်းဌာနတွင်ဖော်ပြထားပါသည် ်အဆိုပါတွေ့ဆုံမှုသည်တနားရီ40မိနစ်ကြာမြင့်ခဲ့ပြီးဆွေးနွေးပွဲအပြီးတွင်သမရနှစ်ဦးစလုံးဂူဆန်မြို့မှထွက်ခွာသွားပြီဖြစ်ကြောင်း CNN သတင်းဌာနတွင်ဖော်ပြထားပါသည်။သမရနှစ်ဦးစလုံးသည်တွေ့ဆုံရာနေရာမှထွက်ခွာသွားစဉ်မီဒီယာများကိုစကားပြောဆိုခြင်းမရှိခဲ့သောကြောင့်ဆွေးနွေးပွဲဤရလနှစ်ပတ်သက်၍တစုံတရာထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။ကမ္ဘာကြီးဆုံးစီးပွားရေးနိုင်ငံနှစ်နိုင်ငံကြားကုန်သွယ်ရေးသဘောတူညီချက်ရရှိစေရန်ရည်ရွယ်သည့် ယခုတွေ့ဆုံမှုသည်2019ခုနှစ်နောက်ပိုင်းသမရနှစ်ဦး၏ပထမဆုံးမျက်နှာချင်းဆိုင်တွေ့ဆုံခြင်းလည်းဖြစ်ပါတယ်။ယခုလအစောပိုင်းတွင်အမေရိကန်သမရထရန့်ကတရုတ်ကုန်ပစ္စည်းတင်သွင်းမှုအပေါ်အခွန်နှုန်းထားတရားရခိုင်နှုန်းတိုးမြင့်ကောက်ခံမည်ဟုထုတ်ဖော်ပြောကြားထားသည့်နောက်ပိုင်း၎င်းတို့တွေ့ဆုံခြင်းဖြစ်ပါတယ်။ဆလပီရခိုင်ပြည်ကိုတိမ်ပိုက်သွားမည်ဟု ARSC ခေါင်းဆောင်ပြောတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရခိုင်ပြည်ကိုတိုက်ခိုက်တိမ်ပိုက်သွားမည်ဟု ဖင်္ဂလားဒေ့ရှ်နေဆက်ကိုအခြေပြုလှုပ်ရှားနေတဲ့မွတ်စလင်လက်နက်ကိုင် ARS အဖွဲ့ကပြောဆိုလာပါတယ်။အော်တိုဘား9ရက်ကပြုလုပ်ခဲ့တဲ့ ARS 9နှစ်ပြည့်မြောက်နှစ်ပတ်လည်စုဝေးပွဲတွင် ARS ခေါင်းဆောင်ရှိတ်ဘဟန်ကပြောဆိုခဲ့ကြောင်းကိုပြီးခဲ့တဲ့အော်တိုဘား26ရက်ကရှင်းသွို့ထုတ်ပြလာခြင်းဖြစ်ပါတယ်။ငါတို့ကြိုးစားရမယ်၊ငါတို့တော်လှန်ရေးကိုနားလည်ရမယ်၊ငါတို့ကိုကမ္ဘာကလည်းမကူညီဘူး၊ရခိုင်ပြည်မှာရှိတဲ့မွတ်စလင်တွေညီညွတ်ရမယ်၊ညီညွတ်အောင်လေလုပ်ရမယ်၊ငါတို့တယောက်ချင်းစီကြိုးစားရမယ်၊ရခိုင်ကိုရအောင်တိုင်မယ်။ တည်ခြင်းရေးတည်ပါစေဟု ARSA ခေါင်းဆောင်ရှေဘာဟန်ကပြောပါရယ် ARSA တပ်ဖွဲ့ဝင်များထုတ်ပြန်သည့်ဗီဒီယိုဖိုင်တွင်တနက်များကန်ပြီးတိုက်ခိုက်ရေးဝတ်စုံများဝတ်ဆင်ထားသည့် ARSA တပ်ဖွဲ့ဝင်များကလည်းလက်နက်ကင်တိုက်ပွဲဆင်ကြမည်ဟုကြွေးကြော်ခဲ့ကြပါရယ်ရှိခုအခါ ARSA အဖွဲ့သည်မောင်တော်မြို့နယ်မြောက်ပိုင်းနှင့်ထိစပ်နေသည့်ဘင်္ဂလားဒေ့ရှ်နိုင်ငံဥခိယနှင့်နှချောင်းချရီအနီးတစ်ဝိုက်တွင်လေ့ကျင့်ရေးစခန်းအစ်စ်များတည်ဆောက်ထားကြောင်းနေဆက်သတင်းရင်းမြစ်ခြံကသိရပါသည် ထို့သော ARS တပ်ဖွဲ့ဝင်များပြောဆိုလာကြမှာရခိုင်ပြည်တွင်နိုင်ငံရေးစစ်ရေးအကြက်တဲများကိုအခွင့်ကောင်းယူပြီးစစ်ကောင်စီနှင့်ဟန်ချက်ညီညီစစ်ရေးဖော်ရန်ကြိုးစားလာခြင်းဖြစ်နိုင်သဖြင့် ULA AANA ဖြင့်သတိကြီးစွာစောင့်ကြည့်ရန်လိုအပ်ကြောင်းရခိုင်နိုင်ငံရေးတမားများကပြောပါရယ်။အခုကနိုင်ငံရေးအကြက်တဲကာလကိုအခွင့်ကောင်းယူပြီးတော့ ARS ဟာရခိုင်ပြည်တွင်ကိုအခြေချပြီးတပီလုံးကိုသိမ့်မယ်ဆိုတဲ့ပုံစံမျိုးအခုပို့ပြီးညှင်းတွေးရတယ်။ မဟာမိတ်သုံးဖွဲ့တွေမှလည်းတအောင်းနဲ့ကိုကန်ကအပြစ်ရထားပြီးတစ်ဖက်မှာရခိုင်ကိုစစ်ကောင်စီကပြန်ထိုးစစ်ဆင်ဖို့ကြိုးစားနေတဲ့ကာလနဲ့တိုက်ဆိုင်နေတယ်။ဒါရီကစစ်ကောင်စီနဲ့ IRSA တို့ကြားမှာတစုံတရာဟန်ချက်ညီညီနဲ့စစ်ရေးဖော်ဆောင်ဖို့ကြိုးစားနေတယ်လို့မြင်ရတယ်ဟုရခိုင်နိုင်ငံရေးစောင့်ကြည့်နေသူတအူးကပြောပါတယ်။စစ်ကောင်စီနဲ့ IRSA အဖွဲ့တီပြီးခဲ့တဲ့ဘူတိတောင်မောင်တော်တိုက်ပွဲများတွင်အာရကတပ်တော်ကိုပူးပေါင်းတိုက်ခိုက်ခဲ့သည့်မဟာမိတ်အဖွဲ့များဖြစ်ပါသည် လက်ရှိတွင် ARSA အဖွဲ့သည်ဗင်္ဂလားဒေ့ရှ်နယ်စပ်က AA တပ်စခန်းများကိုချောင်းမြောင်းတိုက်ခိုက်မှုများစက်တိုက်လုဆောင်နေပြီးမောင်တော်၊ကုသီတော်၊ရက်သိတော်မျိုးနွယ်များမှဒေသခံပြည်သူများကိုခြုံကိုတိုက်ခိုက်ခြင်းအကြမ်းဖက်တပ်ဖြတ်ခြင်းများလည်းလုဆောင်နေပါသည်။ရင်းကြောင်မောင်တော်မျိုးနွယ်မြောက်ပိုင်းဗင်္ဂလားဒေ့ရှ်နယ်စပ်ကျေးရွာများမှဒေသခံအချို့မှလည်း ARSA အနေနဲ့ကြောင့်လုံခြုံရေးစိုးရိမ်ရသဖြင့်ရွှေ့ပြောင်းနေသူများလည်းရှိလာကြောင်းသိရပါသည်။လက်ရှိမောင်တော်၊ကုသီတော်မျိုးနွယ်များတွင်မှ ARSA အဖွဲ့တွေတောင်းချဲနေတာကြောင့်ဒေသခံတွေခီးသွွားမှာကိုတော့စိုးရိမ်နေရတယ်။အခုလဲဆက်လက်တိုက်မယ်လို့ ARSA အဖွဲ့ကပြောထားတော့ဗရက်ကတက်တော်ကအင်အားသုံးပြီးထိထိရောက်ရောက်ဂိုင်းထွေဖို့လိုအပ်တယ်ဟုဘူးတိတော်ဒေသခံအမျိုးသားတအုပ်ကပြောပါတယ်။လက်ရှိတွင် AAD မောင်တော်မြောက်ပိုင်းကိုနေမီရှင်းလင်းရေးဦးစားပေးလုပ်နေပြီးမယူတောင်ကျော်တလျှောက်တွင်လဲတပ်စုဖွဲ့ကစခန်းချကင်းဆောင်ခြင်းစစ်တောင်းထိုးခြင်းတို့ဖြင့် ARSA အဖွဲ့ဤလှုံ့ရှားမှုများကိုရှင်းလင်းနေကြောင်းဒေသခံများထံမှသိရပါတယ်။ထို့ကြောင့်နေဆက်ဒေသခံများအနေဖြင့်လဲ တောတောင်တဲနှင့်လူပြက်သည့်နေရာများကိုလူနေစုနှင့်သွာလာကြသည့်များကိုအထက်နိုင်ဆုံးမပြုလုပ်ကြရနှင့်အရေးကြီးကိစ္စသွားရောက်မည်ဆိုပါကအေအေတပ်ဖွဲ့ဝင်များထံသတင်းပေးပြီးမှသွားရောက်ကြရန်အေအေကတိုက်တွန်းထားပါသည်။အောက်တိုဘာ24ကကင်းချောင်းကြီးပါအန်ဒီမယူတောင်ချေရင်၌နွားချောင်းနေသည့်အမျိုးသမီးငယ်တအူးအပါဝဲဒေသခံသုံးဦးကို ARSA အဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးယခုချိန်ထိပြန်ရှာမတွေ့သေးတဲ့ကြောင့်ဒေသခံများထံမှသိရပါသည်။မောင်တော်မြောက်ပိုင်းဒေသတွင်နေထိုင်သည့်ရခိုင် မယမကြီးမျိုးတိုင်းနဲ့သက်စသည့်မျိုးနွယ်စုဝင်များမှ ARSA အဖွဲ့ဤတက်ဖြတ်ခြင်းကိုခံနေကြရပါတယ်။ခစ်တိမန္တလေးသတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းများတင်ဆက်ဖို့ကိုဒီမှာပဲရနာပါရစေ။နောက်နေ့တွင်မှလည်းသတင်းတို့များတင်ဆက်ပြီးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။